basis form is a basic formula pass through ပါကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ copy paste လောက်တာလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒါလေးကကျွန်တော်ဆဲလေးတွေကိုအယောင်ချထားတယ်ပြီးတော့ပေါ့နော်ဒီ font လေးကိုလည်းအယောင်ချေထားဟိုအလုပ်ထားတာပေါ့နော်အဲလေးတွေကိုပြန်ပြောက်ခြင်းနေဆိုရင်တော့ဒီကနေ့ပြန်သွားလို့ရပါတယ်ဒီမှာလည်းကျွန်တော်ဖောင်းကိုအမဲပဲပြန်ထားလိုက်အောင်မယ်ပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီနေရာမှာ copy ကူးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ copy ဒီ home ထဲမှာရှိပါတယ်ဒီမှာဆိုရင် copy cat copy ဆိုရင်ကတော့ဒီနေရာနေနောက်တနေရာကိုထပ်ပြီးတော့မှကူးသွားတာပေါ့နော်အဲဒီ cat ဆိုရင်ကတော့ဒီနေရာကနေတခြားနေရာကိုမျိုးဖြန့်ပစ်လိုက်တာပေါ့မူရင်းမှာ data မကြံနေတော့ပါဘူးဒါကတော့ cat ပေါ့နော်အဲပြီးတော့ paste လို့ပေါ့အဲအဲ့မှာ control ဒီကောင်ကိုဒီတဲကိုသွားယူပြီးတော့ home နဲ့က copy ခုကျွန်တော် home နဲ့ကဒီ control က copy တွေ cache တွေနဲ့လည်းသွားယူလုပ်လို့ရတယ်နောက်တစ်ခုကတော့ဒီမှာ ဒီမှာကျွန်တော်တို့ဒီနေရာမှာပေါ့နော်ကုကျင်တဲ့နေရာမှာကစားထားပြီးရင် white clean နှိပ်လိုက်ရင်လည်းတော့ပြီး paste တွေဒီမှာ copy ပဲ cut တွေပေါ်လာပါတယ်အဲပြီးလို့ရှိရင်လည်းအဲ့ဒါနဲ့လည်းဒီမှာလည်း right click ခေါ်ပြီးတော့လည်းသွားလို့ရတယ်နောက်တစ်ခုကတော့ shortcut key ပါဒီမှာ control c copy ဆိုရင် control c ပါနော် copy က control c ပါ paste ကဟိုပါပေါ့နော် cut ဆိုလို့ရှိရင်တော့ control s ပါ paste ကတော့ control v ပါ ဒီနော်နောက်တစ်ခုကတော့ control d ဆိုတာလေးကတော့ duplicate ပွားတာပါ။ဟုတ်ပြီအဲ့ဆိုကျွန်တော်က control c control v အရင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကူးကျင်တဲ့အရာမှာ cursor ထားမယ်။ဒီလို cursor ဆဲတစ်ခုချင်းစီကူးလို့လည်းရတယ်။ဒီလို row ဒီမှာပေါ့နော် range တစ်ခုလုံးလည်းလည်း column တစ်ခုလုံးလည်းကူးလို့ရတယ်။ဒီလို column တစ်ခုလုံးလည်းကူးလို့ဒီကနေ select map ပြီး column တစ်ခုလုံးလည်းကူးလို့ရတယ်။ကိုလိုချင်တာလေးတွေကိုပဲ select map ပြီးတော့လည်းကူးလို့ရတယ်။ select map ချင်ရင်တော့ဒီလို cursor လေးထားပြီးတော့ mouse လေးနဲ့ဆွဲချလိုက်ရင်ကျွန်တော်တို့လိုချင်တဲ့အထိဒီမှာ select map သွားလို့ တယ်ပေါ့နော်။ငါပြီးအဲဆိုရင်ကျွန်တော်ကဒီတိုင်းတစ်ဆဲတစ်ခုချင်းစီပဲအရင်ကူးကြည့်မယ် control r ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ control c ပေါ့ socket နဲ့ပြလိုက်မယ် control c ဒီနေရာမှာချမယ်အဲလိုဆိုရင်တကယ်ပေါ့နော်ဒီမှာ ချော့ကတ်မကုန်းခြင်းမှုဆိုရင်လည်း right click နှိပ်လိုက်ပါဒီမှာလေးတွေကြာလာပါတယ်အဲ့ဒါဆိုရင်လည်းဒီမှာ paste ပေါ့နော်ဒီမှာ paste လေးနဲ့ဒီရိုးရိုးရှေ့ဆုံးက paste လေးနဲ့ချားလိုက်မယ်ဆိုရင်ဒီမှာ name ဆိုပြီးတော့ရောက်လာပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာလေးကို format ဒီမှာလေးကို share ကတ်လေးကိုဒီမှာအရောင်ချဲလိုက်မယ်အနည်းရောက်အဲ့ဆိုကျွန်တော်ပြန်ကူးမယ် control c အပြင်ဒီနေရာမှာချမယ်ဒီမှာလေးဆိုရင်ဒီမှာချလိုက်မယ်ဆိုရင်အရောင်လေးတွေလည်းပါလာတယ်အဲ့ကျွန်တော်ကအဲ့နေရာမှာအရောင်တွေပါတယ်လဲမလို့ခြင်းမှုကျွန်တော်ကဒီပေါ့ value တခုပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ page value နဲ့ချရပါမယ်ဒီမှာ copy တော့စီ copy ပြလိုက်မယ်ပြီးတော့ဒီနေရာမှာ page value ကြီးဒီမှာ1 2 3ဆိုပြီးပေါ်နေရလေးပါနော်အဲ1 2 3ဆိုရယ်ပေါ်နေရလေးနှိပ်လိုက်မယ်ဆိုရင်တော့သူက value တက်တက်ကိုပဲကူသွားပါတယ်ဒါကတော့ page value ပါ နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီမှာ transport လုပ်တာပေါ့เนาะဒီမှာဆိုရင်ဒီမှာ transport ဆိုပြီးရှိတယ် transport တွေကတော့ downline ကူးထားတာတွေကိုကျွန်တော်တို့အလဲရလိုက်ပြန်ကူးလို့ရတယ်အလဲရလိုက်ကူးထားတာတွေကိုလည်း downline ပြန်ကူးလို့ရတယ်ပေါ့เนาะဒီမှာဆိုရင်ကျွန်တော်ဒီမှာစီးရင်လေးတစ်ခုရှိတယ်ဒါလေးကိုကျွန်တော်က control ဒီမှာပေါ့အကုန်လုံးဒီကောင်လေးကိုယူမှာဆိုတော့ select မလိုက်မယ် control C အပြီးလို့ရှိရင်ဒီနေရာမှာထားမယ်ပြီးရင်တော့ကျွန်တော်က defer transport လုပ်လိုက်မယ်ဆိုရင်သူကဒီမှာ downline လေးကူးတော့ပါပြီဒါကတော့ transport နဲ့က downline ကိုအလဲရလိုက်လဲပြန်ကူးလို့ရတယ် ရာကိုထောက်လိုက်လဲပြန်ကူးလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီမှာပေါ့နော် right clean နေလိုက်မယ်ဆိုရင်နောက်ထပ်ဒီ page မှာဒီမှာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့အဲဒီ format ပေါ့ format တွေ format တွေကိုပဲကူးတာပေါ့ format တွေနဲ့ကူးတူကူးသွားမယ်ဆိုရင်တော့ဒီမှာ cursor ထားမယ်အဲပြီးတော့အဲ copy ယူမယ်ဒီနေရာမှာဒီမှာပေါ့နော် cursor ထားမယ် copy ယူမယ်အဲ့ဒါပြင်ဒီနေရာလေးမှာ format လုပ်လိုက်မယ်ဆိုရင်ဒီမှာအယောင်လေးကဒီ format လေးဒီလိုရောက်သွားပါလိမ့်သူရဲ့ format ကိုဒီကိုယူလိုက်တာပါဒီမှာအလဲလေးကိုလည်းရွှေ့သွားတယ်အညောင်လေးလည်းခြယ်သွားပါတယ်ဒါကတော့ format နဲ့ ဒီ format format ဒီကောင်လေးပါပြီးပေါ့เนาะ formatting ဆိုတဲ့ဟာလေး ਨੇ ကူလိုက်တာပါအဲနောက်တစ်ခုကတော့ page ကို picture page link ချိတ်တာပေါ့အဲ link ချိတ်တာဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ပြပေးပါမယ်ဒီမှာ link link ဆိုပြီးရှိနေတယ်ပေါ့เนาะကျွန်တော်အဲ့ဒါလေးကို control c နဲ့ယူလိုက်မယ်အဲ့ပြီးဒီမှာဒီနေ့ဒီနေရာမှာခါမယ်ပေါ့ right click နှိပ်လိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီ page link ဆိုတာလေးကိုနှိပ်လိုက်မယ် page link ဆိုဒီမှာလည်း link link လို့ရောက်သွားပြီကျွန်တော်ကဒီနေရာမှာ link link နေရာမှာ min min လို့ပြင်လိုက်မယ်ပေါ့เนาะ ဒါဆိုရင်ဒီဘက်မှာမင်းမင်းလို့ဖြစ်သွားပါပြီ။ဒါကတော့ဒီဘက်ကမူရင်း data ပြောင်းတိုင်း light ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီက copy paste တဲ့ကပေါ့နော်ဒီဟိုက copy paste တဲ့က paste link နဲ့ကူရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့မူရင်း data ပြောင်းတိုင်း light ပြောင်းသွားမှာဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ ပေါ့နော်ဒီ page မှာ formula ပါ formula ဆိုရင်တော့ကျွန်တော်ဒီမှာ formula လေးတစ်ခုရိုက်လိုက်မယ်ဒီမှာတရရှိရပေါ့ဒီမှာ50ဒီနေရာမှာကျွန်တော်ကဒီမှာဒီနှစ်ခုကိုမြောက်မယ်ပေါ့ကျွန်တော်တို့က exam မှာ formula တွေသုံးမယ်ဆိုရင်အရင်ဆုံးကောင်းကမှာ equal ပါ equal ခေါ်ရမယ်ပြီးလို့ရှိရင်တော့ဒီကောင်နဲ့မြောက်မှာဆိုတဲ့အတွက်ကြောင့်မို့လို့ star ဆိုတဲ့ key လေးကိုနှိပ်ရပါမယ်အဲ့ဒါလေးဒီ num lock မှာရှိတဲ့ star key လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီကောင်နဲ့မြောက်လိုက်မယ် ီကောင်မြောက်မဲ့မြောက်ဒီကောင်ပေါ့နော်ဒီမှာခါခါလိုက်မယ်ဒီနှစ်ခုမြောက်မှာဆိုတော့ဒီလိုလေးလုံးလိုက်မယ်အဲ့ဒါဆိုအန်တာခောက်လိုက်မယ်ဆိုဒီမှာ900 900လို့ပေါ်လာပါပြီနော်900လို့ပေါ်လာပြီကျွန်တော်ကဒီနေရာမှာဒီ grammar ဒီကောင်ကိုလေးကိုပေါ့နော် format to formula ကိုပဲကူးသွားမယ်ဆိုလို့ရှိရင်ဒီမှာ copy ယူလိုက်မယ်အဲ့ဒါပြီးဒီနေရာမှာထားလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာ formula ကိုကူးလိုက်မယ်ဒီမှာဆို0လို့ပြသွားပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ဒီရှေ့ကသူကဒီမှာဒီမှာတစ်ချက်နှိပ်ဟိုပါပေါ့နော်ဒီမှာနှစ်ချက်နှိပ်လိုက်ပါနှစ်ချက်နှိပ်လိုက်ရင် C14 နဲ့ D14 နဲ့ကိုမြောက်ထားတာလို့သူကပြနေပါတယ်။ကျွန်တော်ဒီမှာဟိုဟိုပါပေါ့နော်ဒီဘာမှမရှိလို့ပေါ့ဒီမှာဆိုရင်ကျွန်တော်ကဒီမှာ90လို့ရိုက်လိုက်မယ်ဒီမှာလည်း90လို့ရိုက်လိုက်မယ်ဆိုဒီမှာ2500လို့ပြောင်းသွားပါပြီ ဟုတ်ပြီကျွန်တော်ကဒါဆိုလို့ရှိရင်တော့ဒါက formula လေးနဲ့ပြီးသွားတာပါဒီနေရာမှာကျွန်တော်ကဒီကောင်ကို copy ယူလိုက်မယ်ပြီးတော့ဒီနေရာလေးမှာ right click နှိပ်မယ်ပြီးတော့ဒီ123 value နဲ့ပဲကူးလိုက်မယ်ဆိုရင်ဒီမှာ2500ဆိုပြီးကျလာပါတယ်နော် ဒါလေးကတော့ page value နဲ့ကူသွားတာလေးဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ copy မှာပေါ့နော်ဒီ copy မှာကျွန်တော်တို့ဒီမှာ copy as picture ဆိုတာလေးရှိပါလေခဲ့အဲဆိုတော့ copy as picture ကတော့ဘယ်လိုမျိုးလေးလဲဆိုတော့ကျွန်တော်တို့က picture အနေနဲ့ကူသွားတာပေါ့နော်ကျွန်တော်ဒီကောင်လေးကို select မှတ်လိုက်မယ် control ပြီးလို့ရှိရင် control ဒီကကောင်ဒီကောင်လေးကို select ကျွန်တော်တို့ကူးချင်တဲ့ data လေးကို select မှတ်လိုက်မယ်အဲ့ဒီမှာ copy တွေကနေ copy as picture ဆိုတာလေးကိုရွေးလိုက်မယ်အဲဆိုရင်သူကဒီလိုပေါက်လေးကြာလာတဲ့ action as screen ပေါ့အဲဆိုရင်ကျွန်တော် screen မှာ ပြမှာလားအာပြင်မှာထုတ်ပြမှာလားပေါ့ကျွန်တော်စကင်မှာပြမယ်ပြီးတော့ပစ်ချာကိုရွေးလိုက်မယ် okay လို့ပေးလိုက်မယ်ပေါ့နော်အာပြီးလို့ရှိရင်တော့ okay လို့ပေးလိုက်မယ်ဒီမှာ paste လုပ်လိုက်မယ်ဆိုရင်သူကဒီမှာဓာတ်ပုံလေးအနေနဲ့သူကပစ်ချာလေးအနေနဲ့ကျွန်တော်တို့ကြာလာပါပြီစကင်ရှော့လေးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးကြာလာပြီဆိုတော့ကျွန်တော်အားလေးတွေကိုရွှေ့ပြီးတော့မှယူသွားလို့ရပါတယ်ဒါကတော့ နော်ဒီ cost copy တဲ့က paste copy as picture ပါနောက်တစ်ခုကကျွန်တော်တို့ duplicate ပါကျွန်တော်တို့ခဏနေရပြောတယ်လို့ control c control p နဲ့ခြားလို့နောက်တစ်ခုက duplicate က duplicate ကကျတော့ဘယ်လိုလုပ်လုပ်တယ်လဲဆိုလို့ရှိရင်ဒီပေါ့နော်သူ့ရဲ့အောက်က row ပေါ့နော်အောက်က row မှာကျွန်တော်တို့ကဒီကောင်လေးကိုပွားခြင်းနဲ့ဆိုလို့ရှိရင် control d နှိပ်လိုက်ရင်နှိပ်နှိပ်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာ copy တွေပါတယ် use ရမလို့ဘူးသူကျွန်တော်တို့ထားခြင်းနဲ့ row အောက်မှာပေါ့နော်အဲ့ဒီ column ရှိတဲ့အဲ့ဒီ sorry အဲ့ဒီ data ရှိတဲ့နောက်ကရိုးမှာ control D လို့နှိပ်လိုက်တာနဲ့သူကအော်တို auto ပွားသွားပါတယ်ဒီမှာ control D လို့နှိပ်လိုက်တာနဲ့သူက auto ပွားသွားပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာဘေးကိုပွားသလားပေါ့ကျွန်တော်စမ်းကြည့်ပါမယ်ဒီမှာဆိုရင် control D လို့နှိပ်လိုက်ရင်မပွားပါဘူးသူက roll out ကိုပဲပွားပွားပေးသွားတာဖြစ်ပါတယ်အဲဒီနေ့ဗီဒီယိုလေးကနည်းနည်းရှင်းသွားပါတယ် copy paste ကိုအပြီးရှင်းရှင်းပြလိုက်တဲ့အတွက်10မိနစ်လောက်ဖြစ်သွားပါမယ်အဲ့ဒါ sorry ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်